တော့အားလုံးပဲမင်္ဂလာပါအာဒါတော့ပုံချောင်းပုံချောင်းခြံဝန်းလေးမှာနေကြတဲ့မိသားစုတွေဖြစ်ပါတယ်ကိုကကြတော့ငလင်လောက်တာ28နှစ်ဆိုတော့အာတလတ်နားကိုကတ်လာပြီပေါ့နော်အခုထိတို့မှာပြန်လို့မရဘူးနေစရာမရှိလို့ဒီမှာပဲနောက်တာပနေဆက်နေရအောင်မလဲကျွန်တော်လည်းမသိဘူးတော်လည်းမသိဘူးဒါမဲ့သူတို့အစအဆုံးကုန်ကြီးဖို့ကြတော့လဲကျွန်တော်တို့လည်းမဖြစ်နိုင်ဘူးမတတ်နိုင်ဘူးအဲ့တော့ကျွန်တော်တို့တတ်နိုင်တဲ့လောက်လေဒီမှာမိသားစုတုံးစုရှိပါတယ်ခင်ဗျာအဲဒီမိသားစုတုံးစုကိုကျွန်တော်တို့ကမိသားစု တစုကိုငွေတသိန်းစီရှူมาဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ ိုဘက်ကိုဆက်သွားမှာပါဟိုဘက်မှာလည်းမိသားစုဆယ်စုကျော်ကျော်လောက်ရှိပါသေးတယ်မိသားစုစုကိုကျွန်တော်တို့တသိန်းစီနဲ့လူလူတန်းသားမှာဖြစ်ပါတယ်ကိုလိုလိုဆိုကျွန်တော်ဒီမှာမိသားစုသုံးစုရှိပါတယ်ကျွန်တော်တို့မိသားစုစုကိုတသိန်းစီလူမှာဖြစ်ပါတယ်ခင်ဗျာဘာကြီးယူလဲဘာကြီးဒါပတ်စံ3သိန်းဒီမှာမိသားစု3စုအာအကြီးပါပါတယ်နော်ဒီအကြီးရော ဒီကတော့ဒီထဲမှာမိသားစုအာဆက်တစုနေပါတယ်ခင်ဗျာကျွန်တော်စုံတကဟိုဘက်မှာမိသားစု၃စုအာကောလုံးစုစုပေါင်းကြတော့အာ၁၄စုမိသားစု၁၄စုဖြစ်သွားပါတယ်ခင်ဗျာဒါတော့ကျွန်တော်တို့မိသားစုတစုကိုပတ်စံပတ်စံငွေအမောင်းမြှားလိုက်တဲ့အခါမိသားစုတစုကိုတသိန်းဝန်းကျင်လိုလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာမိသားစု၁၄စုလို့မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့အာဒီမှာမိသားစု၁၄စုကငွေ၁၇သိန်းဖြစ်ပါတယ်လာပြီးတော့ပြန်ကြတာပါခင်ဗျာ ကျမ်းမှချက်လုံးရဲ15ရက်လောက်ကကျွန်တော်ဒီကြောင်းပြောသွားတာနဲ့ပတ်သက်ပြီးတော့ post school တန်ထားပါတယ်အဲဒီ video တွေ့ပြီးတော့လာလူရတဲ့အလူရှင်တွေရှိပါတယ်ဒါပေမဲ့တည့်ရတိုင်းပဲဒီဒီလိုကြောင်းကြီးကိုပြန်တည်ဆောက်ဖို့ဆိုတာတိန်းထောင်နဲ့ချီပြီးကုန်ကြမှာဖြစ်ပါတယ်ဒါပေမဲ့အခုလောလောဆယ်ကျွန်တော်ပထမတစ်ခေါက်ကလည်းအလူရတဲ့ငွေကိုဆရာတို့ဖျားကိုလာလူပြီးသွားပါပြီအခုလည်းဒါကျွန်တော်ဆီကိုလာလူရတဲ့ငွေတွေဒီမှာလောလောဆယ်ကျွန်တော်ဆီမှာ ဖုန်းကြောင်ကိုတက်တက်လှူထားတဲ့ငွေက73သိန်းရှိနေပါတယ်အလူရှင်တို့ကျွန်တော် comment တွေမှာချပေးထားမှာပါခင်ဗျာအခုဒါကျွန်တော်73သိန်းကိုလာလူလာဖြစ်ပါတယ်အခုဒီပတ်စံကိုကျွန်တော်တို့ဆရာတော်ဖျားကိုတွားလူမှာဖြစ်ပါတယ်ခင်ဗျာ